အားလုံးလည်းလာပေါ်ပြတ်ထွက် ID sharing page လေးကြိုးစားပါတယ်ဒီကောက်ပြောပြချင်တဲ့အကြောင်းအရအခုခက်စားလာတဲ့ TikTok ပေါ့နော် TikTok မှာကျွန်တော်ဒီ 22k follower ပါဘူးနှစ်လလောက်နဲ့ရခဲ့တဲ့နေ့ကိုမျှော်လင့်ပါဖြစ်ပါတယ်တကယ်လက်တွေ့အစီအပြေရဲ့နေ့ကိုဆိုတော့ TikTok မှာ follower များခြင်းနဲ့ base တွေကြီးသွားလို့ရပါတယ်ဆောက်ရကြဒီနေ့တွေတကယ်သုံးမယ်ဆိုလို့ရှိရင်ဒီနေ့တွေကတခုမှမချို့ရင်မဲ့စနစ်တကျအသုံးပြုမယ်ဆိုရင် 22k follower မကရနိုင်ပါတယ်ပေါ့နော်ကျွန်တော်ကဒီတွေက3ချက်လောက်ပဲဆောင်ရွက်ဖြစ်တယ်ချက်တွေအကုန်လုံးဆောင်ရွက်မယ်ဆိုတော့အကောင်းဆုံးပါပဲပေါ့နော်အေး TikTok မှာလလအတွင်း follower တိုးနေပါတော့အဲ့တော့ကိုကြအရေးချေထားပါတယ်နံပါတ်1အချက်ကလည်းစားရအောင်နံပါတ်1က niche အရေးချေရမယ်လူကြီးမင်းတို့က TikTok မှာတင်မယ်ဆိုရင်ဟိုလျှောက်တင်ဒီလျှောက်တင်တင်လို့မရဘူးလူကြီးမင်းတို့ဝါသားပါတဲ့လမ်းကြောင်းတစ်ခုရွေးချယ်ကျွမ်းကျင်တဲ့အပန်းကြောင်းရွေးချယ်ပါတော့ကိုကျွမ်းကျင်တဲ့နယ်ပယ်ပေါ့အရန်လည်းကိုတို့ကီးကထများပဲနဲ့လှုပ်လို့ရတဲ့ဟာမျိုးပေါ့လူကြီးမင်းတို့ကဆရာဝင်ဆိုလို့ချင်းလဲကိုစေးပညာနဲ့ပတ်သက်တဲ့ဟာဆိုရင်ဗီဒီယိုတစ်ရက်ကိုတပုတ် knowledge sharing ရိုက်ဖို့ကမခက်ဘူးလေနေ့စဉ်ထိတွေ့နေတဲ့နယ်ပယ်ပေါ့နော်လူကြီးမင်းတို့က support move တွေဖြစ်တယ်ဆိုလို့ချင်းလဲဟင်းချက်ပြတာမျိုးပေါ့အဲလူကြီးမင်းတို့ကတာပန်ရုပ်ဝင်တဲ့ဆိုလို့ချင်းလဲကိုဝါသားပါတဲ့တခြားတစ်ခု ဘူးပေါ့နီးပညာနဲ့ပတ်သက်တာဆိုတဲ့နီးပညာနဲ့ပတ်သက်တာ video editing ဆိုတဲ့ video editing digital marketing နဲ့ပတ်သက်တာမြောက်မယ်ဆိုတဲ့ digital marketing ပေါ့နော်ရုပ်ရှင်ကားတွေအကြောင်းပြောပြမှာလားအဲအခုဆို Marvel Lab တို့ဘာလို့ page ရှင်ရှိရလေစိုက်တဲ့လမ်းကြောင်းရွေးချယ်ပေါ့နော်အဲ့လိုမျိုး niche ရွေးချယ်ပါအရေးကြီးဆုံးပဲအဲ့ဒါကိုအရင်ဆုံးရွေးရမယ်နော်နံပါတ်1ကတင်းတင်းနဲ့မှာတော့ connect quality ကိုမြင့်တင်သွားမယ် script byte နဲ့ editing byte နဲ့စကားအပြောစုပိုင်းလေးမတဖြည်းဖြည်းနဲ့မြင့်တင်သွားမယ်ပုံပြီး quality မြင့်လာမှာပဲလူကြီးကပုံများလာမှာပေါ့နော် editing နဲ့ဆွဲမလား script လေးနဲ့ဆွဲမလားစကားပြောစု storytelling လေးနဲ့ဆွဲမလားအဲ့တော့ကိုယ့်ရဲ့ connect quality ကိုဝန်းစားဖြည့်ပြီးတဖြည်းဖြည်း မြင့်တယ်ပါဗောနော်နံပါတ်3အချက်က trend out လိုက်ပါဒီဗီဒီယိုလုပ်တဲ့အချိန်မှာတကြံနည်းနည်းနီးနေပြီဗောနော်တကြံပုတ်တစ်ချိန်ဗောနော်တန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 ်အဲ့ဒီလုံးလေးနဲ့တွဲဆော့မယ်ဆိုရင်တော်တော်ပေါက်တာတွေ့ရတယ်နောက်ကိုကဘယ်နယ်ပဲပဲဖြစ်ဖြစ်အဲ့လိုဒီလုံး intro လေးနဲ့ live ဖတ်တဲ့နယ်ပဲဗောဟော်ရာနဲ့ပတ်သက်တဲ့တရေအကြောင်းပြောမဲ့နယ်ပဲမှာတော့အဲ့ဒီလောက်မလိုက်အခြားနယ်ပဲအခြား brand အဲ့ဒီနယ်ပတ်သက်ပြီးကော knowledge ရမျှဝေချင်တာလား makeup ပစ္စည်းတွေလားအဲ့လိုဒီလုံးလေးနဲ့ intro လေးဝင်လို့ရပါဗောနော် trend နောက်ကိုလိုက်ပါဗောနော် trend ကိုအမြဲပဲလိုက်ပြီး trend တွေပဲပေါက်ကြရတယ်အမြဲလုံးနေလည်းမကောင်းမြန်ဘူးဒါလိုမျိုးဆိုတော့ trend ကိုလည်း like ကိုယ့်ရဲ့မူရင်း brand image ကိုယ့်ရဲ့ image ကိုလည်းမပြောက်စေဘဲနဲ့ trend နောက်ကိုလိုက်ပါဗောနော်ဒါလည်းသူ ဲ့အရေးကြီးတဲ့အချက်ပါပဲ step 4 hard attach ကိုထိရောက်စွာတော့ရမယ်အဲ့ဒါမှ video ကလေမှာစကားဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီ hard attach ကိုကျွန်တော်တို့ကနီးပညာမှာဆိုကျွန်တော်က pay hard recovery လို့ပါလို့ထည့်တဲ့ခါငွေကြေးသားတွေစီပါရောက်ပါတယ်ကျွန်တော် video က hard attach သုံးမယ်ဆိုရင် wall wide ထိပေါက်နိုင်တဲ့အထိအခွင့်အရေးတွေရှိပါတယ်ပေါ့နော် hard attach လေးသုံးပါသုံးတဲ့ခါလဲသူကမြုပ်ွက်တစ်ခုရှိတယ်စွတ်ပြီးတော့ view များနေစောနဲ့ကိုယ်နဲ့မဆိုင်တဲ့ hard attach တွေသွားမသုံးနဲ့ကိုကနီးပညာနဲ့ပဲဖြစ်ပြီးတော့ hard attach မှာ hotel တို့ပါလို့အဲ့လို hard attach ကြီးပေါက်ပြရတွေရှောက်မသုံးနဲ့ hard attach မှာ train လို့ပါလို့အဲ့ဒါအမြဲမသုံးနဲ့ပေါ့နော်တေချာရွေးချယ်ပြီးသုံးပါပေါ့နော်ကိုယ်နဲ့သက်ဆိုင်တဲ့လမ်းကြောင်းမှာရွေးချယ်ပြီးရင်၅ခု ခုတည်းမပိုးနဲ့အရန်မများစေအဲ့ဒါသူကမြောက်ကွက်နှစ်ခုပေါ့နော်အဲ့ဒါ hard dash သုံးမယ်ဆိုရင်အများကြီးအတော့ပဲ၅ခု၆ခုပဲသုံးပါကိုနဲ့သက်ဆိုင်တဲ့ level က hard dash လေးပဲသုံးပါပေါ့နော်ကျွန်တော်ပြောချင်တာဒါလေးပေါ့နော် hard dash ဆိုတာဒါလေးဥမာ video တင်လိုက်မယ်အဲ video တင်မှုဆိုရင်စာလေးပါလေးထည့်ချင်တဲ့ထည့်ပါဗျာဒါ bonus နေနေကျွန်တော်လည်းနဲ့ပြပြဒီမှာ test ပေါ့နော်ဥမာကျွန်တော်ပြောနေတဲ့အကြောင်းအရာမူတည်ပြီးတော့ pay hack recover ဆိုလည်း pay hack ခံရပြန်ယူတဲ့နည်းပေါ့နော်အဲအဲ့လိုစကလုံးလေးပါကြပါကြပလ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 ထားပါတော့အဲ့လိုလေး ဆလုံးကြီးကြီးလေးနဲ့ဒီမှာရေးထားမယ်ဆိုလို့အဲ့ဒီဗီဒီယိုလူစိတ်ပဲသားပါတယ်အပြီးတော့ next လုပ်မယ်နော်အဓိက head attack ကိုပြောချင်တာပါ next နဲ့ပြီးရင်ကျွန်တော် head attack အဲဒီမှာပါလေ head attack တို့ mention တလား head attack လေး name ပြီးဆိုရင်ကျွန်တော်က pay head recover ဆိုတော့ pay a hack အဲအဲ့လိုကိုယ်နဲ့တက်ဆိုင်နေနေပဲဟာပဲရိုက် pay head ဆိုတဲ့နဲ့နေစီရနော် pay head ခံရလို့1 post 22 post ဆိုမတုံးနဲ့နော် page ဆိုတော့ဘာလို့ရှိမလဲအဲ3.1 million page ဆိုရင်3.1 million ရှိအဲ့ဒါကိုတုံးအဲအဲ့လိုမျိုးပြောတာ ိုရက်သက်ဆိုင်နေဘယ်မှာ hard dash လေးတုံးပါဆိုအဲ့ဒါပြောရနော်နံပါတ်5အချက်ပေါ့နော် posting schedule သတ်မှတ်ပါ schedule သတ်မှတ်ပြီးတော့တင်ပေးပါ schedule မရှိဘဲတင်ခြင်းတို့တင်တာမျိုးထက်ဆိုင် schedule ရှိတော့ TikTok ဘက်ကနေစဉ်းစားမယ်ဆိုရင်ဒီလိုစနစ်တကျတင်နေပါလားဆိုသူသိသွားတဲ့အခါကျရင်မျက်နှာသာပေးတာပေါ့အမ schedule သတ်မှတ်ပြီးတော့တရက်ကို2 post တင်မလားမနက်တစ် post နေ့ကင်းအကုန်လုံးအနားယူတယ်7နာရီထိုးတစ်ခေါက်တင်တင်6နာရီနောက်ပိုင်းအကုန်လုံးအနားယူတဲ့ချိန်ည6နာရီနောက်ပိုင်းအကုန်နားကြပြီတော်တော်များများအဲ့ဒီချိန်တင်အဲ့လိုနှစ်ချိန်သတ်မှတ်ထားပါနောက်ကမနက်စောစောနိုးရစလဲမနက်6နာရီ9နာရီလောက်တစ်ချိန်ည6နာရီလောက်တစ်ချိန်အဲ့လိုမျိုးလေးတင်ပါ ဲတဲကို2 post လောက်တော့အနည်းဆုံးတင်တင်တယ်အဲ့ဒါကျွန်တော်နောက်ပိုင်းမှာဆက်ပြောပေးမယ်နော် post schedule တတ်မှတ်ပါဘောနော်တောက်လျှောက်တင်သွားလုံးဝမရက်နဲ့ view ကအစာဘက်မှာနည်းကျင်နေမယ်စိတ်တက်မကြပဲတောက်လျှောက်တာတင်သွားအဲ့ဒါအရေးကြီးရနော်ပြီး engage လုပ်ပါ engage လုပ်ပါဆိုတော့ဒီ comment မှာဘောနော် comment မှာလာပြီးရေးနေတဲ့သူတွေအကုန်လုံး reply ပြန်ပါ comment လေးနဲ့ပတ်သက်ပြီးတော့အဲ့ comment ကို video ပြန်ဖန်တီးလို့ရရလေအဲ့လို video လေးဖန်တီး အငယ်လို့အဲကိုယ့်ရဲ့ comment မှာပါဗီဒီယိုတွေအများဆုံးတဖြည်းဖြည်းနဲ့တောင်းဆိုလာလိမ့်မသိလားနည်းနည်းဖြည်းဖြည်းသိတာလာပြီဆိုရင်တယောက်စားနှစ်ယောက်စားတောင်းဆိုရင်အဲ့ဒီတောင်းဆိုတဲ့ဗီဒီယိုလေးလုပ်ပေးနော်အဲ့ဒါအငယ်လို့ပါပြီးလို့ရှိရင်ကျွန်တော် cross promote လုပ်ပါ cross promoter ကိုမှတက်တောက်အကောင့်ရှိကြောင်းမိတ်ဆွေတငယ်ချင်းတွေပြောပြဒီတက်တောက်မှာ knowledge sharing ကအခမဲ့တင်ပေးနေပြီတငယ်ချင်းဒါမှမဟုတ်ကိုယ့်ရဲ့ Facebook friend တွေကိုမျှဝေပေးတာဖြစ်ဖြစ်ကိုယ့်မှာ YouTube ရှိတယ်လေ YouTube မှာမျှဝေပေးတာဖြစ်ဖြစ် Telegram Instagram တခြား platform တွေမှာကိုယ့်မှာ TikTok ရှိကြောင်းခဏခဏမျှဝေပေးပါဗောနော်သူတို့ annoying ပြောင်းလဲမမျှဝေနဲ့ဗောနော်ဘယ်ဟာမဆိုဟိုတန်ဆေးလွန်ပေးတင်းတင်းလျောက်ပတ်အောင်လွယ်တဲ့အချိန်မှာအကွက်တီလေးမျှဝေပေးဗောနော် Amazon share က perfect post တိုင်းသိရမှာ perfect post တိုင်းဆိုတာခုနကဒီ draw schedule သတ်မှတ်ဆိုတဲ့ strength ငါးနဲ့ stretch နဲ့နည်းနည်းဆက်ဆက်အဲ့တော့ perfect post တိုင်းဆိုတာ6နာရီဆိုရင်အကုန်လုံးကပြထားပြီးဖုန်းခဏထားပို့ပြီးတော့အင်တာတက်ပြီး ဖုန်းပုတ်တဲ့သူလည်းရှိအဲ့ရတဲ့မှာပဲပြင်းနေတဲ့ထူနေပြီးတော့ဖုန်းပုတ်နေသူလေးတွေရှိသေးတယ်အယုံမနဲ့သမားဆိုရင်တော့အဲ့လောက်ထိအပြင်းကြောက်ဆက်ပြီးဖုန်းပုတ်လို့မရပါဘူးပေါ့နော်အဲ့တော့၄နိုင်၅နိုင်လောက်ဖုန်းတွေပါပုတ်တယ်အများဆုံး၆နိုင်ပေါ့အဲ့ဒီအချိန်မှာအားနေကြတယ်အဲ့၆နိုင်ကနေ9နိုင်10နိုင်9နိုင်လောက်ဆိုလို့ရှိရင်လည်းအဲ့ဒီ ferry ကားပေါ်ရောက်ပါမယ်အဲ့ပေါ်မှာဖုန်းတွေပုတ်ကြရတဲ့လူတွေကလေအဲ့ဒီအချိန်က perfect post ဆိုင်ပါပေါ့နော်၆နိုင်ကနေ9နိုင်9နိုင်လောက်တွင်မှာ post ဖြစ်နိုင်တင်ပါအနေကင်း10နိုင်ကခုနပြောသလိုမင်းစားနားတဲ့အချိန်ပေါ့လူတွေနားတဲ့အချိန်တစ်ချိန်ထက်တင်ညနေဆိုလို့ရှိရင်လည်းညနေ6နိုင်နောက်ပိုင်း9နိုင်10နိုင်9နိုင်တင်ပြီးတော့9နိုင်10နိုင်နောက်ပိုင်းတော့မတင်နဲ့တော့ဒါပြအလုပ်ရှိရတဲ့အဲ့ဒီအချိန်ဆိုအဲ့ဒီနော်အဲ့ဒါ perfect post ိုင်းပါပဲပေါ့နော်။ဉာဏ်ရှိသူတွေလေးစဉ်းစားပြီးတော့တင်ပါတော့။ Step 9 consistency ကိုထိန်းသိမ်းပါအဲ့ဒီအပေါ်ရှိချက်လုံးကတစ်ချိန်ပဲလောက်အောင်လာဆိုမဟုတ်ဘူးရက်ကို2ပို့စတမန်2ပို့3ပို့စတမန်3ပို့တောက်လျှောက်အဲ့ဒါကိုကိုကတစ်လမဟုတ်နှစ်လမဟုတ်3လမဟုတ်4လမဟုတ်5လမဟုတ်တောက်လျှောက်လို့သွားအောင်မြင်တဲ့အထိအောင်မြင်ပြီလဲဆက်လုပ်သွားမှာအဲ့ဒါ consistency ပေါ့နော်မဖြစ်မနေတင်ပါကို schedule ဆွဲရတဲ့အချိန်မှာမဖြစ်မနေတင်သွားပါပေါ့နော်အပေါ်အချက်တွေအကုန်လုံးလဲ consistency ရှိရှိလုပ်ပါနှစ်လရဲနဲ့သိတာမယ်ဒါခါလေးလဲကန်ကောင်းပြီးတော့နှစ်လမဟုတ်ပဲနဲ့တစ်လရဲနဲ့လဲသိတာသိတာသွားမယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်တော့ကွာတေချာတာတစ်ခုကတော့ဒီအချက်တွေလုပ်မယ်ဆိုရင်လုံးဝချင်းသေးတယ်ပုံမှန်သာလုပ်သွားအောင်မြင်လာလိမ့်မယ်ကိုအားပေးတဲ့ fan တစုရရှိလာမယ်ကိုအားပေးတဲ့ website ရပြီဆိုရင်ကိုယ် brand image စောက်လို့ရပြီအဲလူကြီးမင်းတို့ရဲ့ service တွေကြွမ်းကျင်မှုတွေလူကြီးမင်းတို့ online shop ပစ္စည်းတွေလူကြီးမင်းတို့ရဲ့ဝါသနာတွေကိုယ်ကသရုပ်ဆောင်ဝါသနာပါဆိုတဲ့သရုပ်ဆောင်ပေါ့အဲတက်ဆိုင်ရာကိုယ့်ရဲ့အားသာချက်တွေကိုစီးပွားရေးအဖြစ်ပြန်ပြောင်းလို့ရပဲကြအဲဒီကနေ income တစ်ခုရတော့အင်္ဂလိပ်စာသင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ site တွေနဲ့ပဲရွေးရွေးလို့ရပါပြီပေါ့နော်ကျေးဇူးတင်ပါတယ်ထပ်ပြီးသိလို့ရအကြောင်းနဲ့ထပ်ပြီးသိလို့ရလေးတွေ comment မှာတောင်းဆိုသားလို့ရပါတယ်လူကြီးမင်းတို့တောင်းဆိုတဲ့အကြောင်းအရာလေး video လေးထပ်လုပ်ပေးမယ်ပေါ့နောက် video ပြန်မှာပြန်ပြီးတွေ့ကြရအောင်ခင်ဗျာ